business so we can lamba if tariffs go back to 10% does that mean we've won no we're still very far from winning the trade war is a full scale battle on land sea and air the tariff fight is just the open visible part financial sanctions are hidden attack အခွန်တိုက်ပွဲဆိုတာကအပေါ်ယံမြင်ရတဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်ပြီးဗန်နာယီပိဆိုးမှုတွေကဖုံးကွယ်ထားတဲ့တိုက်ခိုက်မှုတွေဖြစ်ပါတယ်တကယ်ဖီစီမှုကြီးကတော့နေပညာတိုက်ပွဲတွေဖြစ်တဲ့ chess base မှုတွေနေပညာဆိုင်ရာအတားအဆီးတွေရနေလာတာဖြစ်ပါတယ် ဒီ90ရက်ရနာကာလအတွင်းကျမတို့တတိထားနေရမှာဖြစ်ပါတယ်။စီမီကွန်ဒက်တာနဲ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သစ်ပိတ်ဆို့မှုတွေရုပ်သိမ်းမထားဘူးဆိုတာသတိရရမှာပါပဲ။အောင်ပွဲရပြီလို့အော်ဟစ်နေတဲ့ဗဏ္ဍာရေးဩဇာလွှမ်းမိုးသူတွေကမိုင်မဲသူတွေလားမယိုသားသူတွေလားဆိုတာစဉ်းစားရမှာဖြစ်ပါတယ်။သူတို့ကသူများတွေကိုဖျက်တောက်ပြီးအမျက်ထုတ်ဖို့ပဲလိုချင်နေကြတာဖြစ်ပါတယ်။ရိုးရှင်းအောင်ပြောရရင် အာနာကိုဘယ်သူထိန်းထားနိုင်တယ်လဲ။အဲ့ဒီသူပဲတကယ်အနိုင်ရသူဖြစ်ပါတယ်။ တို့ကအခွန်တွေတိုးမယ်လို့ပြောရင်တိုးတယ်၊တိုက်မယ်လို့ပြောရင်တိုက်တယ်၊ရက်လိုက်လို့ပြောရင်ရက်သွားတယ်ဆိုတာတွေ့ရပါတယ်။ကျမတို့ကဒါကိုငုံခံပြီးတုံးပြန်နေရုံပဲုံမဲ့ဖြစ်ပါတယ်။ဒါဟာအနိုင်ရတာမဟုတ်ဘူးဆိုတာသိထားမှာပါပဲ။တကယ်အင်အားကဘသူကအခွန်တိုက်ပွဲကိုစတင်နိုင်တယ်လဲ၊ဘသူကတစ်ဖက်ကိုညီညွညီညွဆွေးနွေးဖို့ဇွဲကုန်မှထိုင်စေနိုင်တယ်လဲဆိုတာမှရှိပါတယ်။အခွန်တွေရှော့ချလိုက်ပြီးပြီမဲ့ ပို့ဆောင်ရေးကုမ္ပဏီတွေကကျွန်တော်တို့ကိုအစမတန်ဖျက်တောက်လာကြတာဖြစ်ပါတယ်။ဂျီနီဗာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးပြီးပြီးချင်းကော်ဒီနာပို့ဆောင်ကတရက်အတွင်းရှစ်ဆထိုးသွားတာကိုတွေ့ရပါတယ်။တရုတ်နဲ့အမေရိကန်အကြားအခွန်ရင်ဆိုင်မှုကို90ရက်ရှင်းလာလိုက်တာကနိုင်ငံတဝန်းအလင်းအမြန်လှူရှာမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။နိုင်ငံသားကုန်သွယ်ရေးကုမ္ပဏီ2300ကျော်ကအမာဇာရီအတွက်အပြိုင်အဆိုင်လူယူနေကြတာဖြစ်ပါတယ်။ ဒီရက်90ပြီးရင်ဘာဖြစ်မလဲဆိုတာဘယ်သူမှမသိတာကြောင့်စိုးရိမ်နေကြပါရင်ဘိုးဆောင်နိုင်သူတိုင်းအလင်းမြန်ပို့ဆောင်နေကြတာဖြစ်ပါရင်ဖောက်တဲ့တချို့ကပုံမှန်ထက်ပိုပြီးတူလောင်ထားကြတာကိုတွေ့ရပါတယ်။များစွာသောသူတွေကဒါဟာမူဝါဒဆိုင်ရာအကျိုးအမြတ်တစ်ခုကိုဖန်ဆုပ်ဖို့နောက်ဆုံးအခွင့်အရေးဖြစ်နိုင်တယ်လို့စိုးရိမ်နေကြတာဖြစ်ပါရင်မေလာစနေရနေ့မှာတရုတ်နဲ့အမေရိကန်က ဘူးတွဲကြီးညာချက်ထုတ်ပြန်ခဲ့ပြီးနှစ်ဖက်စလုံးကအပြန်အလှန်အခွန်တွေကို90ရက်ကြာရပ်ဆိုင်းလိုက်တယ်လို့ဆိုပါတယ်ဒီကာလအတွင်း American ကတရုတ်သွင်းကုန်တွေအပေါ်အခွန်ကို145ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိလျှော့ချခဲ့တာဖြစ်ပါတယ်တရုတ်ကလည်း American ထုတ်ကုန်တွေအပေါ်အခွန်ကို125ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိလျှော့ချခဲ့တာဖြစ်ပါတယ်ဒါအပြင် American က ဒေါ်လာ800အောက်ဒိငယ်တဲ့ package တွေအပေါ်အခွန်ကို0%ကနေ120%အထိတိုးမြင့်ခဲ့ပြီးတော့နောက်တော့54ရာခိုင်နှုန်းအထိပြန်လျှော့ချခဲ့တာဖြစ်ပါတယ်။ဒါဟာတရုတ်ပို့ကုန်လုပ်ငန်းရှင်တွေအတွက်သတင်းကောင်းတစ်ခုဖြစ်ပါတယ်။သူတို့ရဲ့ American လုပ်ငန်းကပြီးခဲ့တဲ့လမှာနှီးပါရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ တရုတ်ထုတ်လုပ်သူတွေကဒီအခွင့်အရေးကာလကိုအသုံးချပြီး American အလင်းအမြန်ပို့ဆောင်မှုတွေလှုပ်ဆောင်နေကြတာဖြစ်ပါတယ်။တရုတ်ကနေ American ကိုကွန်တိန်နာမာယူမှုတွေတိတိတသာမြင့်တက်လာပြီးပို့ဆောင်ကလည်းအလားတူမြင့်တက်လာတာကိုတွေ့ရပါတယ်။ကွန်တိန်နာကုမ္ပဏီ Vision ရဲ့အစီရင်ခံစာအရမေလ14ရက်နေ့မှာမာယူမှုတွေက989ရာခိုင်နှုန်းအထိတိုးတက်လာပြီးတော့20ပေကွန်တိန်နာ 21,500အထိရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ပို့ကုန်လုပ်ငန်းရှင်တွေနဲ့သွင်းကုန်လုပ်ငန်းရှင်တွေရင်ဆိုင်နေရတဲ့အခွန်မတေချာမှုတွေက90ရဲ့ညနိုင်မှုကာလထက်အများကြီးပိုကျဲပြန့်လာကိုသတိပြုရမှာဖြစ်ပါတယ်။24ရာခိုင်နှုန်းအခွန်နှုန်းနဲ့ဆက်လက်ရင်ဆိုင်နေရတာဖြစ်ပါတယ်။တခြားမတိကျမှုများစွာမဖြေရှင်းနိုင်သေးဘူးဆိုတာတွေ့ရပါတယ်။မေလ18ရက်နေ့မှာတရုတ်နိုင်ငံကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက American တင်သွင်းတဲ့ POM Compolan Marabo မှာမေလ19ရက်နေ့စပြီးအများဆုံး84.9ခန်းတုံးအထိအခွန်နေချမှတ်မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ဥရောပထုတ်ကုန်တွေအပေါ်မှာတော့34.5ခန်းတုံးအခွန်ချမှတ်မှာဖြစ်ပါတယ်။ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ Polyplastic နဲ့တခြားသူတွေက 35တသမ500ခိုင်နှုန်းအဆာဟိခန်ဆိုင်က24တသမ500ခိုင်နှုန်းထိုင်ဝမ်ကထင်သွင်းတဲ့ပစ္စည်းတွေက32တသမ600ခိုင်နှုန်းအခွန်နှုန်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ Formosa Plastic နဲ့ Poly Plastics Taiwan တို့ကတော့400ခိုင်နှုန်းနဲ့3တသမ800ခိုင်နှုန်းဆိုတော့ပိုနေတဲ့အခွန်နှုန်းတွေပဲပေးဆောင်ရမှာဖြစ်ပါတယ်။ Modern Chemistry Industry Channel အရာ 2024ခုနှစ်မှာ တရုတ်ရဲ့အဓိက POM Component Martin သွေးမှုတွေက American, Malaysia, Germany နဲ့ Taiwan တို့ကလာတာဖြစ်ပါတယ်။ American ကတော့စုစုပေါင်းတင်သွင်းမှုရဲ့15ရာခိုင်နှုန်းဖြစ်တဲ့9,900တန်ကိုဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။ POM Component Martin ဆိုတာခင်မီစက်မှုလုပ်ငန်းအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဂျင်းနီသွတ်တံပြူနဲ့ခဲလိုမျိုးတတူတွေကိုတစိတဲ့ပိုင်းအစားထိုးနိုင်ပြီးကားစိတ်ပိုင်းနေအီလက်ထရောနစ်ပစ္စည်းတွေစက်မှုဆက်ရန်တရားတွေနေစဉ်သုံးပစ္စည်းတွေအားကစားပစ္စည်းတွေစေဘဆိုင်ရာကိရိယာတွေပိုက်တွေနဲ့စောင်းလို့ရပစ္စည်းတွေမှာအသုံးပြုကြတာဖြစ်ပါတယ်။ပြင်သစ်သတင်းစာလီအီကိုကထောက်ပြထားတာကတော့တရုတ်ဟာဒီပလတ်စတစ်ကို2010ခုနှစ်ကလေးကတင်သွင်းမှုတွေတိုးလာနေပြီမဲ့ မဖြစ်မနေအများအပြားတင်သွင်းနေသေးပါပဲတရုတ်ရဲ့ POM ကွန်ပိုလိုင်းမှာ plastic သုံးစွဲမှုကတစ်နှစ်ပြည့်မြ900ခန့်နှုန်းနဲ့ထိုးထွက်လာပြီးတော့ အခုဆိုရင်နှစ်ဆဖြတ်သွားကကမ္ဘာလုံးဆိုင်ရာဝယ်လူအားရဲ့ထက်ဝက်ကြော်ကိုဖြည့်ဆည်းနေတာဖြစ်ပါတယ်။အထူးသဖြင့် writer ရဲ့သတင်းဖော်ပြချက်အရမေလ12ရက်နေ့ဆွစ်ဇာလန်မှာပြုလုပ်တဲ့ဆွေးနွေးပွဲမှာတရုတ်က American အပေါ်အခွန်မဟုတ်တဲ့လက်တုံးပြန်မှုတချို့ကိုပယ်ဖြတ်မယ်လို့ကတိပြုခဲ့ပြီး American ဓာတ်ရုပ်ကုမ္ပဏီ2.9တခြားသူတွေအပေါ်စုံစမ်းစစ်ဆေးမှုတွေကိုရပ်ဆိုင်းမယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။ တရင်နေရတရုတ်ကွန်မြူနတီပါတီရဲ့ POM ကွန်ပိုလိုင်းမာနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုကတနစ်ကြာလှုပ်ဆောင်ခဲ့ပြီးတော့သဘောတူညီထားသလိုစုံစမ်းမှုကိုရပ်ဆိုင်းမဲ့အစားတရုတ်ကရုတ်တရက်ရလဒ်တစ်ခုကိုတင်ညာလိုက်တာကတော်တော်လေးတန်တရားဖြစ်စရာဖြစ်နေတယ်လို့ဆိုပါတယ် မေလ16ရက်နေ့မှာ American ဘဏ္ဍာရေးဝန်ကြီး Scott McWain က NBC ကိုပြောကြားရမှာ American အစိုးရက၎င်းရဲ့အရေးအကြီးဆုံးကုန်သွယ်ရေးမိဖက်16နိုင်ငံနဲ့သဘောတူညီချက်တွေကိုအာရုံစိုက်နေရလို့ဆိုပါတယ်။သဘောတူညီမှုတွေဖြစ်ပေါ်မလားဆိုတာကတစ်ဖက်ကယူသားမှုရှိမရှိပေါ်မှာမူတည်နေတယ်လို့ဆိုပါတယ်။သူကယူသားမှုမရှိတဲ့နိုင်ငံတွေရဲ့အတွက် ်မရိကန်အခွန်နှုံးသားတွေကိုဖော်ပြထားတဲ့တရားဝင်စာတွေပို့ပြီးအခွန်တွေကိုအမြင့်ဆုံးအဆင့်နေစီပြန်လည်သတ်မှတ်နိုင်တယ်လို့သတိပေးခဲ့တာဖြစ်ပါတယ်။ဧပြီလ၂ရက်နေ့မှာသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ဘီဆန်ရဲ့ယူသားမှုမရှိတဲ့အကြောင်းမှတ်ချက်တရားတရုတ်ကိုညွှန်းဆိုတာဖြစ်ပါတယ်။ဒီပြင်းထန်တဲ့သဘောထားကြောင့်နိုင်ငံသားမီဒီယာတွေကအမေရိကန်ဟာကုန်သွယ်ရေးဆွေးနွေးမှုတွေမှာပိုပြီးရှံလို့တဲ့ချိန်ကမှုကိုလုံးဆောင်နေရလို့အတိတ်ပဲဖွင့်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီတင်ရဲ့ Financial Times သတင်းစာကတော့ဒါဟာအခွင့်အရေးနိုင်မှုတွေဘလောက်ထိတင်းမာနေလဲဆိုတာကိုပြသပေးနေရလို့ဆိုရပါမယ်။ဒါဟာမကြာသေးခင်က American ရဲ့ညီနိုင်မှုဆရာထက်သန်နေတယ်ဆိုရက်ပြောဆိုချက်တွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေတာဖြစ်ပါတယ်။လေလာသုံးသပ်သူတချို့ကတော့တရုတ်ရဲ့ American POM Compromise မှာပေါ်မှာ 49.9ရာခိုင်နှုန်းအခွန်ကိုရုတ်တရက်ချမှတ်လိုက်တာမေလ9ရက်နေ့ဆွစ်ဇာလန်မှာဆွေးနွေးမှုမတိုင်ခင်အမေရိကန်ရဲ့ထောက်ပံ့မှုစန့်ကျင်ရေးနဲ့ဖောက်ထွင်းရောင်းချမှုစုံစမ်းစစ်ဆေးမှုတွေအပေါ်လက်တုံးပြမှုတစ်ခုဖြစ်နိုင်တယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။ဆွေးနွေးမှုမတိုင်ခင်မှာပဲအမေရိကန်ကုသရေးဝန်ကြီးဌာနကတရုတ်ရဲ့ Thermoform Model fiber ထုတ်ကုန်တွေအပေါ်489.9ရာခိုင်နှုန်းဆိုတော့ကြီးမားတဲ့အခွန်ချမှတ်မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ ိုင်ငံဖြတ်ကျော်ရောင်းချမှုအခွန်တွေအပြင်အမေရိကန်ကတရုတ်ထုတ်ကုန်တွေအပေါ်ထောက်ပံ့မှုစန့်ကျင်ရေးစုံစမ်းစစ်ဆေးမှုတစ်ခုကိုလည်းစတင်လှုပ်ဆောင်နေရလို့ကြေညာခဲ့တာဖြစ်ပါတယ်။ VNN ကလည်းဒီထုတ်ကုန်တွေအပေါ်အခွန်တွေရင်ဆိုင်ရပေမဲ့သူတို့ရဲ့အခွန်နှုန်းတွေက3.6ရာခိုင်နှုန်းကနေ211.6ရာခိုင်နှုန်းအထိသာဖြစ်ပြီးတော့တရုတ်ရဲ့အခွန်နှုန်းတွေထက်များစွာနည်းပါတယ်။မေလ20ရက်နေ့မှာအမေရိကန်နိုင်ငံတကာကုန်သွယ်ရေးကော်မရှင်က မလေးရှားထိုင်းကမ်ဘောဒီးယားနဲ့ဗီယက်နမ်တို့ကတင်သွင်းတဲ့ဈေးပေါ်တဲ့နေစွမ်းအင်သုံးထုတ်ကုန်များပြားဟာအမေရိကန်နေစွမ်းအင်သုံးပြားထုတ်လုပ်သူတွေကိုတိတာတဲ့ထိခိုက်မှုတွေဒါမှမဟုတ်ချိန်ချမှုတွေဖြစ်ပေါ်စေရလို့မဲခွင်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါဟာဒီထုတ်ကုန်တွေအပေါ်ထောက်ပံ့မှုစန့်ကျင်ရေးနဲ့ နိုင်ငံဖြစ်ရောင်းချမှုတွေအခုနေချမှတ်ဖို့လမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ဒါထက်ဆိုပြီးတော့ဧပြီလ21ရက်နေ့မှာ American ကုသရေးဝန်ကြီးဌာနကအရှိတောင်အာရှကတင်သွင်းတဲ့နေစွဲအင်သုံး salary နဲ့ပြားရီအပေါ်3403.96ရာခိုင်နှုန်းအထိအခွန်အေးချမှတ်မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ဒီထုတ်ကုန်တွေကရှီတောင်အာရှာကအလာရာဖြစ်ပေမဲ့အထူးအားဖြင့်တရုတ်စစ်ရုံတွေမှာထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီရှိတော်ရှာနိုင်ငံတွေကအမေရိကန်နေဆွမ်းအင်သုံးလုပ်ငန်းအတွက်အဓိကထောက်ပံ့ပေးသူတွေဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲတရုတ်နေဆွမ်းအင်သုံးထုတ်လုပ်သူတွေကအရှိတောင်အာရှမှာကြီးမားတဲ့လွှမ်းမိုးမှုရှိပြီး ပိုလီစီလီကွန်ပစ္စည်းတွေကစလို့ဘက်ထရီအစိတ်ပိုင်းတွေအထိကမ္ဘာနေစွမ်းအင်သုံးထောက်ပံ့ရေးခွင့်ဆက်မှာ90ရာခိုင်နှုန်းနီးပါးလွှမ်းမိုးထားတာဖြစ်ပါတယ်။သတင်းတွေအရအမေရိကန်ကအရှိတောင်အာရှကိုတရုတ်ထုတ်ကုန်တွေအမေရိကန်ဈေးကွက်ထဲဝင်ရောက်ဖို့နောက်ပတ်တကားတစ်ခုလို့ရှုမြင်နေတာဖြစ်ပါတယ်။စက်ရုံနေနဲ့ထောက်ပံ့ရေးခွင့်ဆက်တွေအများအပြားကတရုတ်ကနေအရိနီယာကိုပြောင်းရွှေ့လာပြီးတရုတ်ရဲ့ကြီးမားတဲ့ယင်းနှိမ့်မြုံနယ်မှုတွေကိုစိုးယူထားတာဖြစ်ပါတယ်။ American နေစွမ်းအင်သုံးထုတ်လုပ်သူတွေက တရုတ်ကုမ္ပဏီတွေကအရှိတောင်အာရှစက်ယုံတွေရနေတဲ့ဆင့်ဈေးပေါ်တဲ့ထုတ်ကုန်တွေကိုဖောက်ထွင်းရောင်းချနေပြီးအမေရိကန်ကုန်သွယ်ရေးစီးမြစ်တွေကိုရှောင်လွှဲနေတယ်လို့ဆွဆွဲခဲ့ကြတာဖြစ်ပါတယ်။ဒီဆွဆွဲမှုတွေကပြီးခဲ့တဲ့နှစ်ကလေးကဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေကနိုင်ငံသားမှာ183ဘီလီယံဒေါ်လာယင်းနှီးမြှုပ်နှံခဲ့ကြတာဖြစ်ပါတယ်။ဆက်လက်ဖြစ်ပေါ်နေတဲ့အခွန်စစ်ပွဲကဒီလန်းချောင်းကိုပုံမှုအရှိန်မြင့်စေခဲ့တာဖြစ်ပါတယ်။တရုတ်ထုတ်လုပ်သူအများအပြားဟာမြင့်တက်လာတဲ့အခွန်တွေကိုရှောင်ရှားဖို့အမေရိကန်မှာလုပ်ငန်းအသစ်တွေကိုစတင်ဖို့စီစဉ်ထားကြတာဖြစ်ပါတယ်။ဒီလုပ်ငန်းတွေထဲမှာဓာတ်ရုပ်ဗီဒထုတ်ကုန်တွေရစလို့ပရီဘော်ကတွေအထူးပါဝင်ပါတယ်။မေလ19ရက်နေ့မှာတရုတ်ပရီဘော်ကထုတ်လုပ်သူမစ္စတာဖန်ကအမေရိကန်မှာစက်ရုံတရုံဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ သူဒီလိုလုံးဆောင်ခဲ့တာဟာ American အခွန်တွေကိုရှောင်ရှားဖို့တာမကပြည်ရင်းမှာရှိတဲ့ပြည်ဆိုင်မှုတွေကြောင့်လည်းဖြစ်ပါတယ်။ online ပေါ်မှာလူတွေက American ဝယ်လက်တွေကစံယုံတွေကိုပြန်လည်ပို့ဆောင်ပေးဖို့တောင်းဆိုနေကြရလို့ပြောကြတာဖြစ်ပါတယ်။နိုင်ငံသားကုံသွေးကြီးကပြန်လည်အသက်ဝင်လာတာရဖြစ်ပါတယ်။စေကန်းတွေကအခုထိဖိတ်ဆိုမှုတွေနဲ့ပြည်내နေရလဲဖြစ်ပါတယ်။မနေ့က American ကိုပို့ဆောင်မဲ့ container တွေအကြောင်းမေးကြည့်ခဲ့ရမှာအခု container တစ်လုံးကို8500ဒေါ်လာကျသင့်ပြီးတော့ နေရာရဖို့လည်းအလွန်ခက်ခဲနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီ90ရဲ့အခွန်ရဆိုင်မှုကတကယ်အခွန်စစ်ပွဲရဲ့ဤတန်းတစ်ခုသာဖြစ်နိုင်နေဆိုတာပါပဲ။စက်ယုံကတငယ်ချင်းတချို့ကဖောက်တယ်ရီကလက်ရှိမာယူထားတဲ့အမာစာတွေပြီးဆုံးပြီးရင်အစ်စ်မာယူမှုတွေမလုပ်တော့ဘူးလို့ပြောကြတာဖြစ်ပါတယ်။ဖောက်တယ်တချို့ကတော့သူတို့မာယူခြင်းရင်တောင်ဇူလိုင်လပြီးရင်ပို့ဆောင်မှုတွေရပ်တန့်သွားနိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စေယုံတွေကလက်ခံဖို့မဝင့်မရေဖြစ်နေကြတာဖြစ်ပါတယ်။အရှိတောင်အရှောက်ကိုပြောင်းရွှေ့ဖို့ဇွမ်းရည်မရှိတဲ့စေယုံတွေကရောဘာဖြစ်မလဲဆိုတာစဉ်းစားရမှာဖြစ်ပါတယ်။ဒီ90ရက်ကနိုင်ငံသားဝယ်လက်တွေကိုတရုတ်ပြည်ပကအထောက်ပံ့သူတွေကိုရှာဖွေဖို့အချိန်ပေးနိုင်ပေမဲ့ပြည်ရင်းစေယုံတွေကိုလည်းနှစ်ပေါင်းများစွာရိုးရာပို့ကုန်လုပ်ငန်းလှုပ်လာပြီးတဲ့နောက်နိုင်ငံသားကုန်သွယ်ရေးကိုပြန်လည်စဉ်းစားဖို့အခွင့်အရေးပေးနိုင်တာဖြစ်ပါတယ်။ တရုတ်ကနေစက်ရုံတွေကို ရွှေ့ပြောင်းတာက တခုတည်းသောရွေးချယ်မှုလားဆိုရင်တိတိတသာထင်ရှားစွာမဟုတ်ပါဘူးဆိုတာသိထားမှာဖြစ်ပါတယ်။ American မှာစက်ရုံတွေကိုတိုက်ရိုက်တိစောက်တာကပုံမိုဖိအားများစေလာနိုင်ပေမဲ့ပြဿနာကတော့နိုင်ငံသားထွက်ခွာတာကရွေးချယ်မှုတစ်ခုဖြစ်ပြီး Andiary ကိုလည်းယူဆောင်လာတာဖြစ်ပါတယ်။ American ကတရုတ်ကုမ္ပဏီတွေရဲ့ဩဇာလွှမ်းမိုးမှုကိုအရင်မှချဲ့ထွင်အောင်မလုပ်လားဆိုတာသိရပါတယ်။ Bloomberg ရဲ့သတင်းဖော်ပြချက်အရ ်ထရန်ကကုန်သွယ်ရေးဆွေးနွေးမှုတွေမှာအရှိတောင်အာရှနဲ့အော်ရိုပါနိုင်ငံတွေကိုဖိအားပေးဖို့ကြိုးစားခဲ့ပြီးတရုတ်နဲ့လုပ်ငန်းနဲ့ယင်းနှိမ့်မြှုပ်နှံမှုတွေကိုကန့်သတ်ဖို့ပို့ကုန်ကန့်သတ်မှုတွေအပါအဝင်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ဒီရက်90အခွင့်အရေးကာလကဇွန်လမှာပြီးဆုံးမှာဖြစ်ပြီးတော့ကုန်သွယ်ရေးမတိကျမှုတွေမြင့်တက်လာမှာဖြစ်ပါတယ်။ ကုမ္ပဏီတွေကပုံမခက်ခဲတဲ့အစိန်ခုံမှုတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။တရုတ်အိမ်သုံးပစ္စည်းကုမ္ပဏီမှာအလုပ်လုပ်တဲ့မစ္စတာဝေါင်ကနိုင်ငံသားမီဒီယာတွေကိုပြောကြားရမှာအမေရိကန်ရဲ့အခွန်စစ်ပွဲကတရုတ်စီးပွားရေးကိုတိတိတသာထိခိုက်စေရလို့ဆိုပါတယ်။ဒါကပိုးကုံကုမ္ပဏီတွေကိုဒါမှကပိုးကုံမဟုတ်တဲ့ပြည်ရင်းစည်းကွက်ကိုဥတီတဲ့ကုမ္ပဏီတွေကိုပါထိခိုက်စေပြီးတော့ပြည်ရင်းပြိုင်ဆိုင်မှုကိုပုံမပြင်းထန်လာစေတာဖြစ်ပါတယ်။ သူကုမ္ပဏီကအလုပ်သမားတွေကိုစတင်လျှော့ချနေပြီဖြစ်ပြီးတော့သူတို့ရဲ့ထုတ်ကုန်တွေကအထူးအားဖြင့်ပြည်ရင်းစည်းကွက်ကိုဥတီထားတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီအချိန်တွေကမီဒီယာနဲ့ Hinsengs လို့ပို့ကုန်ကုမ္ပဏီကြီးတွေကိုပြည်ရင်းရောင်းချမှုစီပြန်လည်ဥတီလာစေခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံသားကြီးကုန်သွယ်ရေးအေဂျင်စီတွေနဲ့လက်တွေလုံဆောင်နေတဲ့ရှင်းနေတူကတော့တရုတ်ရဲ့နိုင်ငံသားကုန်သွယ်ရေးကုမ္ပဏီတွေရဲ့ထက်ဝက်ကပိတ်သိမ်းသွားပြီးတော့လုပ်ငန်းပမာဏဟာတိတိတသာကျဆင်းသွားတယ်လို့ဆိုပါတယ်။ ကမ္ဘာတင်ခဲ့တဲ့ကုန်စည်ထောက်ပံ့ရေးမျိုးတော်ဖြစ်တဲ့ EU မှာတော့စေယုံပိုင်ရှင်အများပြားကအမေရိကန်ထံကအမှားစာသစ်တွေမရတော့ဘူးလို့ဖော်ပြကြတာဖြစ်ပါတယ်။စေယုံတွေကဖိတ်သိမ်းသွားတာလားဒါမှမဟုတ်ပြောင်းရွှေ့သွားကြတာဖြစ်ပါလိမ့်မယ်။စေယုံပိုင်ရှင်မစ္စတာယန်ကတော့စေယုံအများပြားဟာအမေရိကန်ရဲ့အမှားစာဟောင်းတွေကိုသာပို့ဆောင်နေရပြီးအမှားစာသစ်တွေမရတော့ဘူးလို့ဆိုပါတယ်။ဖိတ်သိမ်းထားတဲ့စေယုံတွေဟာထူလောင်ထားတဲ့ကုန်ပစ္စည်းတွေကိုရှင်းလင်းနေကြတာဖြစ်ပါတယ်။ နိုင်ငံသားဝယ်လက်တရဈေးပေါ်တဲ့ကုန်ပစ္စည်းတွေကိုစောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။သူကိုယ်တိုင်လည်းခြံရှိတဲ့သူလောင် ပစ္စည်းတွေကိုရောင်းချနေပေမဲ့အမြတ်အစွန်းကနှဲပေါင်းနေတာဖြစ်ပါတယ်။ရန်ကအလုံးမရှိတော့တဲ့အတွက်ဝန်ထမ်းတွေကိုအနည်းဆုံးအဆင့်အထိကိုရှော့ချထားရတယ်လို့ဆိုပါတယ်။ အခုနေရှင်းချလိုက်တာကြောင့်အမသာဟောင်းတွေကိုပို့ဆောင်နေပြီးဒီလကုံအထီအလုံးလုံးဖို့လုံလောက်ပေမဲ့နောက်လာအတွက်စိုးရိမ်နေရတယ်လို့ဆိုပါတယ်။ EU ရဲ့အရှေ့အလယ်ပိုင်းနဲ့အာဖရိကစီပို့ကုန်တွေလည်းဒီနေ့မှတိတိတသာကျဆင်းသွားတာဖြစ်ပါတယ်။စားသုံးမှုကအားနည်းနေပြီးတော့အရာအားလုံးနှေးကွေးနေတာဖြစ်ပါတယ်။ဒီငယ်တဲ့ကုမ္ပဏီတွေနဲ့အလုံးယုံတွေကသုံးလထက်မခံနိုင်ကြဘူးလို့ဆိုပါတယ်။အများအပြားပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ရန်ထက်ပြောတာက ဤဦးမှာရှိတဲ့အင်ချင်နေပိုင်ရှင်တွေကစက်ရုံတွေကိုအရင်လိုငားမထုတ်တော့ဘူးလို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ငားထုတ်တာကပိုအမျက်အစိုးများလို့ဖြစ်ပါတယ်။စက်ရုံငားရန်က test 2 meter ကို20ယွမ်ကနေ16ယွမ်အထိချဆင်းသွားပြီမဲ့အခုထိလည်းဈေးကြီးနေတာဖြစ်ပါတယ်။သူကအခုလုပ်ငန်းမရှိတော့တဲ့အတွက်ကုန်ကြမ်းစီရှော့ချဖို့ GNC ဒါမှမဟုတ်ခုနံကိုပြောင်းရွှေ့သူတွေများနေရလို့ဆိုပါတယ်။အီဝူးမှာစက်ယုံနေရာတွေအများအပြားပလာကျနေတာဖြစ်ပါတယ်။ အဲ့ဒီမှာငားရန်ကအနေဆုံးထုတ်လုပ်မှုအတွက် မသင့်တော်ဘူးလို့ဆိုပါတယ်သူတငယ်ချင်းတယောက်က DNG မှာရှိတဲ့ရှန်ရာအိုမှာ distoyamida ကို6ရွန်းနဲ့ငားတာဒါဟာ EU မှာလွန်ခဲ့တဲ့20ကဈေးနှုန်းဖြစ်တယ်လို့ဆိုပါတယ် GN2 မှာရှိတဲ့အဝတ်ထည်စက်ရုံလေးကရှင်းချန်းကိုပြောင်းရွှေ့ပြီးတော့စက်ရုံအစ်စ်တွေဆောက်လုပ်နေကြတာဖြစ်ပါတယ် EU မှာကြန့်ရှိတဲ့ကုန်ပစ္စည်းရောင်းဝယ်သူ Mr. Tian ကတော့ EU ကနိုင်ငံထဝန်နဲ့ကမ္ဘာတစ်လွှမ်းကိုကုန်ပစ္စည်းတွေရောင်းချနိုင်တဲ့နိုင်ငံသားကုန်သည်မျိုးတစ်မျိုးဖြစ်တယ်လို့ဆိုပါတယ်။သူကအရင်ကကုန်ပစ္စည်းတင်ပို့ရေးကွင်းဆက်မှာအစင်သစ်ကုန်ပစ္စည်းတွေနဲ့အလုံးလုံးခဲ့တယ်လို့ဖြူပါတယ်။သူကပစ္စည်းတွေကိုအများအပြားတူလောင်ထားခဲ့ပြီးအခုတော့ပိုရှင်နေတဲ့တူလောင်ပစ္စည်းတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။စင်းလုံးတွေဆက်လက်ကြဆင်းနေပြီးဒေါ်လန်ပစ္စည်းတွေလည်းပုံထက်လာနေတာဖြစ်ပါတယ်ဒီနေ့မှာလုပ်ငန်းဟာအလွန်ခက်ခဲနေတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ ကုန်ပစ္စည်းတွေရောင်းမထွက်တာအကြောင်းဖြစ်ပါတယ်။ဂျန်ရှိရဲ့ပစ္စည်းတွေကိုအလေးချိန်နဲ့ရောင်းချတာကိုပြောင်းလဲလုံဆောင်ခဲ့ပြီးတော့အထူးအားဖြင့်အာဖရိကရဲ့ဆင်းရဲတဲ့ဒေသတွေစီရောင်းချနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့မှာတူလောင်ပစ္စည်းတွေအများကြီးပိုရှင်နေပြီးတော့ရှင်းလင်းဖို့ခက်ခဲနေတာဖြစ်ပါတယ်။ အီယူမှာရှိတဲ့ e-commerce company ရဲ့အကြီးအကဲ Mr. Ja ကတော့သူတို့ဟာငားရမ်းကပိုနေတဲ့အနီးအနားနေရာတွေစီပြောင်းရွှေ့ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။သူတို့ရဲ့ godown ကအခု store meter ထောင်ပေါင်းများစွာရှိပေမဲ့ပြောင်းရွှေ့လိုက်ရင်နှစ်စဉ်ငားရမ်းကရွံသိမ်းပေါင်းများစွာတက်တာမယ်လို့ဆိုပါတယ်။သူတို့ကလာစာရီ short ချပြီးဝန်ထမ်းတွေကို short ချနေရတာဖြစ်ပါတယ်။ဒီလမှာသူတို့ပြောင်းရွှေ့မှာဖြစ်ပြီးတော့လက်ရှိ godown ကတိတ်မတုံးတော့ဘူးလို့ဆိုပါတယ်။ ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။